တောင်ကြီးတောင်တိုင်းပွဲတော်ကာလအတွင်းမှာတွဲကားနဲ့ကုန်တင်ကားတွေကိုသွာလာခွေယာယီပိတ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ရှေ့ပြည်နယ်တောင်ပိုင်းတောင်ကြီးတောင်တိုင်းပွဲတော်ကာလအတွင်းရင်ကျော်ပိတ်ဆို့မှုတွေကိုရှောင်ရှားရန်အတွက်ကြီးရွယ်ပြီးမြို့အတွင်းမှာကုန်တင်ကားနဲ့တွဲကားတွေကိုသွာလာခွေယာယီပိတ်သိမ်းမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။အော်တိုဘာလ29ရက်နေ့ကနေပြီးနိုဝင်ဘာလ9ရက်အတွင်းတောင်တိုင်းမီးပုံပြန်ပွဲတော်ကိုကျင်းပသွားမှာဖြစ်တဲ့အတွက်ညနေ4နာရီကနေနောက်တနေ့မနက်4နာရီထိကုန်တင်ကားနဲ့တွဲကားတွေမြို့ရင်းကိုဝင်ခွင့်ထွက်ခွင့်ပိတ်ထားမှာဖြစ်ပြီး မြို့ဆောင်လန်းကိုအော်တိုဘာလ28ရက်နေ့ကနေစတင်ပြီးအစင်းလန်းအဖြစ်ဖွင့်ပေးတော့မှာဖြစ်တယ်လို့သက်ဆိုင်ရာကလည်းအသိပေးထားကြောင်းသိရပါဗျ။လက်ရှိအချိန်မှာတောင်ကြီးမြို့မှာတောင်ကြီးတစောင်းတိုင်းအတွက်ပြင်ဆင်နေကြပြီဖြစ်ပြီးတော့ရိုးရာမိဘုံပြန်ပြိုင်ပွဲပွဲစဉ်စရာလည်းထွက်ထားပြီဖြစ်တာကြောင့်မလို့ပွဲတော်အတွက်မိဘုံပြန်ကွင်းအတွင်းကြိုတင်အကတိုက်နေကြသူများလည်းရှိကြောင်းသိထားရပါဗျ။ဒီခုနှစ်တောင်ကြီးတစောင်းတိုင်းပွဲတော်ဟာစေရတုဖြစ်တဲ့အတွက်ပွဲတော်အတွင်းအနေနဲ့ရရကနေလာရောက်ကြည့်ရှုမှုများပြားမဲ့သူဖြစ်ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။